အလုံးမဲ့မင်္ဂလာပါနော်။စာရေးဆရာကိုရိုးကွန်ရေးသားတဲ့နေစီမချဆိုတဲ့ဝထုလိုလေးတစ်ပုဒ်ကိုဖတ်ပြပေးမယ်နော်။နေစီမချကောင်လေးကကောက်ကောင်အိနေရကနေဝတွားပြီးအပြင်ကိုထွက်တယ်။ခြေလက်အကျောချင်ကိုဆန့်ထုတ်တယ်။အနံ့ရတဲ့ဘက်ကိုကောင်းလှပြီးအသက်ပြင်းပြင်းရှူတယ်။အာမှုန့်လိုက်တာကွာ။ငါဖိတ်စာနေရနဲ့အတော်ပဲ။ကားအောက်ပိုင်းကိုကောင်းလေးခတ်တုတ်တုတ်ပဲပြေးသွားတယ်။ တရက်ပင်အောက်ခြေမှာခြာထားတဲ့အထုံမဲမဲတွေကထွက်လာတဲ့အနံ့။ထမင်းကြံဟင်းကြံရဲ့တိုးနှက်ပေမဲ့ကောင်လေးတို့တယူယူစရာရက်နက်မှွေးမှွေး။ကမူရှူလိုပြေးဟက်မဲ့အလုံးမှာဂီး။မန်ဖီတန်းကြောင့်ချက်ချင်းဗရင်အုပ်လိုက်တယ်။လှေကရက်မှာခွေနေတဲ့နီမကိုတွေ့တော့ရှစ်ဆက်လည်းမတွေ့ရဘူး။ဟက်ကောင်လေးဘာလာလောက်တာလဲ။ဘိုက်ဆွာလိုလာစားတာပါ။နီမကထလာပြီးကောင်လေးကိုတွားလို့မောင်းထုတ်တယ်။ကောင်လေးကမတွားချင်ဘူး။ အစာလဲတွေ့ပြီးအနက်လဲရပြီးအိယာထမှာဆောင်းလာမွတ်သိမ့်မှုကအမြင်ဆုံးရောက်နေပြီဒါကြောင့်မျက်နှာငယ်လေးနဲ့တောင်းမယ်နဲ့อืมခမရစားကျင်လဲစားပါ ခမရကြံ့တော့စားပြရစီနေမကကြောက်စရာတွားချီလို့ထဲ့ပြတယ်ဂီးငါကမင်းလို့အပေါတိုးစားတဲ့ခွေးမဟုတ်ဘူးကွာငါတခင်ကသမင်းကြံဟင်းကြံတွေကျွေးတယ်။မှုတက်နေတဲ့ပေါင်မုတ်တို့မုတ်အကျိုးကြီးတို့ကျွေးတယ်။သွားစံငါတို့ဘက်ကိုလာရက်မနေနဲ့ ဒီမှာမရက်စီခြင်းလဲအထုပ်ကိုယူသွားပြစီလမ်းထိပ်ကိုရောက်မှဝိုင်းစားကြမင်းတော့ဟာဒီကောင်လေးကပြောရဆိုရအတော့ခတ်ပါလားငါတို့အောက်ပိုင်းကိုမလာစီခြင်းနာဟေးလမ်းလေကဟိုဓာတ်တန်တွေ့လာအဲ့ဒါရဲ့အောက်ကိုကြုံးမလာနဲ့မင်းဝင်လာတာငါလက်တွေ့လို့ကန်ကောင်းတာနော်ဟိုကောင်နေရန်ဘိုတို့ထိတ်ကွက်တို့မိတို့တို့နဲ့တွေ့ရင်မင်းကိုတခါလေကြိုက်ဖြစ်ဖြစ်မှာတိလာတွတ်တွတ်ဂီဟီ နီမကသွားတစ်ဖြည်းဖြည်းနဲ့ခြောက်လန့်ထုတ်တော့ကောင်လေးနဲ့အရွယ်ချင်းမတူလို့အမိကုတ်ပြီးပဲပြန်လှည့်လာတယ်။တလန်းချင်းလှမ်းကလေးလေးကန်ကန်ပြန်လာတဲ့ကောင်ကလေးကိုသူ့မိကမျှော်ကြည့်နေတယ်။အမိလို့ကြူတယ်။ဟုတ်ဝုတ်ဘယ်သွားနေရလဲကောင်လေး။ကောင်းအောင်မှမတွေ့လို့အမိကစိတ်ပူပြီးလိုက်ရှာနေတာ။ငါတားဘာဖြစ်လာလဲပြောစမ်း။ဘိုက်စာလို့တစ်ပင်အောက်က ထုတ်ကိုသွားဆတာပါဗျာဟိုခွေးနေမှာကြီးကဟောက်ထုတ်လို့ပြင်းလာရတာသူ့မိကကောင်လေးကိုရှာနေရပြီချော်တယ်နေတော်ပါတည့်ရသားရဲ့ငါတော့ကိုက်ပလွက်လိုက်လို့နေမတို့အုပ်စုကလေးကောင်တော်ရှိတာဓာတ်တိုင်ရဲ့အောက်ပိုင်းကိုနေကျူးလိုက်ရင်သူတို့ကဝိုင်းကိုက်ပြီးကိုက်ကြတာအဲ့ဒါအောက်ပိုင်းကိုတားမသွားနဲ့နော်လာလာမင်းဆိုင်ငါတယ်မှာခြတ်သွားတဲ့ငါးခေါက်နဲ့အမိတွေရှိတယ်ငါသားလေးစာ ကောင်လေးစားနေစဉ်သူ့ထက်ကြီးတဲ့သူ့အကိုနှစ်ယောက်လုံးကဝင်းလူစားတယ်။တကောင်နဲ့တကောင်အတူစားလိုက်။မန်ဖီလိုက်ဆွဲပြေးလိုက်လုံနေကြတဲ့ခွေးကလေးတွေကိုကြည့်ပြီးခွေးမကြီးကပီတိဖြစ်နေတယ်။ခွေးမကြီးမှာသားသမီး6កောင်ရှိခဲ့တယ်။မွေးစားမှာပွဲစိတ်တွေကိုက်လို့တကောင်ကတည်တယ်။နောက်အထီးလေးတကောင်ကလူခိုးခံရတယ်။အိမ်နောက်အမတကောင်ကကြိတ်သွားတယ်။ကလေးသုံးကောင်ဆုံးရှုံးပြီးနောက်ခွေးမလည်းသူ့လင်လန်းမှာမနေချင်တော့ဘူး။ သူ့လင်နဲ့သူကနှစ်လန်းกว่าဝေးတယ်။သူ့လင်မှာနာမည်ရှိတယ်။ကြားဖို့တဲ့။သူ့မှာကနာမည်မရှိဘူး။လမ်းတဲကလူတွေကခွင်းမလို့ပဲခေါ်တယ်။အိုးဆိုရင်သူသွားတယ်။လမ်းတဲကလူတွေစွန့်ပြစ်တဲ့အစားအစာ အပုပ်တိုးတွေစားပြီးတော့သူကကျူးပြင်းလာတာပါ။ခွင်းမကအချိန်တည်းအရွယ်ရောက်တော့နှစ်လန်းကျော်ကကြားဖို့ကလူပြူလှဲ့လာတယ်။သူ့ကိုသူ့တခင်ကြွေးထားတဲ့အရိုးရိုးတွေကိုခွင်းမအတွင်ယူလာတယ်။ ဒါပေမဲ့လွတ်လပ်လပ်အေးချမ်းစွာလဲချစ်တဲမနှိနှော့ရပါဘူးတလန်းနဲ့နေခွေးတွေကဝိုင်းလိုက်ဝိုင်းကြိုက်ကြတယ်အဆိုးဆုံးကရမ်ဘိုဆိုတဲ့အကောင်ပေါ့သူကလဲခွေးမကိုကြိုက်နေတာခွေးမနောက်ကိုထောက်လျှောက်လိုက်ပြီးအနံ့ခံနေတာခွေးမကတော့ကြားပေါ်နဲ့ရမ်ဘိုဘဲကောက်ကိုကြိုက်တယ်မကြိုက်ဘူးဆိုတာတော့မရှိပါဘူးအရင်အလုတ်ဖြစ်သွားတဲ့အထိနဲ့အရင်ယူပြီးချစ်တဲနှိမ့်တော့လိုက်တာပါပဲ။ ဒီလိုနဲ့ခွေးမမကိုဝင်ရှိလာတော့ကြားဘွားသူ့မိမကိုသူ့လမ်းမှာပြောင်းနေဖို့ခေါ်တယ်။သူ့လမ်းမှာသူ့ကိုကြွေးထားတဲ့တခင်ရှိတယ်။အိမ်ပေါ်တော့တက်ခွင့်မပေးဘူး။အိမ်ရောက်ကကွက်ပြစ်အောင်မှနေခွင့်ရတယ်။သူ့တခင်ကသဘောကောက်တော့ကြားဘွားတို့လင်းများကိုလက်ခံထားတယ်။နေစီလားစီခွေးမနဲ့ကြားဘွားအေးချမ်းတတရရနေခဲ့ကြရတယ်။ဒါမဲ့အေးချမ်းကမကြရှိလိုက်ပါဘူး။ သူ့တခင်ကသူ့အိမ်ကို ရောင်းပြီးအခြားမြို့သို့ပြောင်းရွှေ့သွားတယ်။သူတို့နှစ်ကောင်ကိုထားခဲ့တယ်။စိုးနေတဲ့ကံကထက်ဆိုးကျင်တော့နောက်ပြောင်းလာတဲ့အိမ်ရှင်မမဘူခွေးဘူဖြူဖြူပူပူလေးတစ်ကောင်ပါလာတယ်။ကြားဖို့တို့ကိုကိုပြအောင်မနေစေချင်ဘူးခြံပြင်ကိုမောင်းထုတ်တယ်။ခွေးမကြီးမှလည်းစည်းကြီးနဲ့ခြံထဲမှာမွေးနေလိမ့်မယ်မဖြစ်ပါဘူးဟဲ့ခွေးတွားတွားဆိုပြီးမောင်းထုတ်လိုက်တယ်ဒီလိုနဲ့ကြားဖို့လိုမိသားစုဟာ ခြံပြင်းမနေခြံပြင်းမမွေးလမ်းပေခွေးဘွားကိုယောက်ကြရတယ်ခွေးပေါက်ဆာတွေကအကာရမ်းမရှိဟိုတွားဒီတွားဆိုတော့လူခိုးခင်ရကားတိုက်ခင်ရဆုံးရှုံးကြရတယ်ဒါကြောင့်ခွေးမကသူ့လင်ကြားဖို့ပြောတယ်ဒီလမ်းမှာရှင့်တခင်လည်းမရှိတော့ပါဘူးကျွေးမဲ့သူလည်းမရှိတော့တာချင်းတူတူကျုပ်တို့လမ်းမှာပြောင်းနေကြရအောင်မအမိုက်ပုံတစ်ပုံရှိရင်ကျုပ်တို့မိသားစုစားနိုင်တောက်နိုင်ပါတယ် နေ့စဉ်ပြောမှန်များတော့ခွင်းမစကားအတိဖြစ်သွားတယ်။ကြားဖို့ကအမိခါသဘောတူလိုက်တာနဲ့ညာရင်းချင်းပဲပြောင်းရွှေ့ကြတယ်။ကြားဖို့နဲ့ခွင်းမတို့မိသားစုရောက်လာတော့ရန်ဘိုးတို့ခွေးလေးကောင်ကနယ်နိမိတ်တွေတတ်မှတ်ကြတယ်။ကြားဖို့တို့ကလမ်းအထက်ပိုင်းမှာနေကြရန်ဘိုတို့ကလမ်းအောက်ပိုင်းမှာနေမယ်။ဓာတ်တိုင်ကြော်မလာကြနဲ့ဆိုပြီးသူတို့အောက်ပိုင်းကကားရရဲ့ရှေ့ဘင်းနဲ့ဘန်ပါရူပေါင်တစ်ချောင်းမြောက်တေးပန်ကြတယ် ခွေးမကအိမ်တော်မချခင်ကနေမတို့ရန်ပိုးတို့နဲ့အုပ်စုနဲ့တငယ်ချင်းတွေပါလမ်းဘေးမှာတင့်တင့်မြန်မြန်နေကြတဲ့ခွေးလေခွေးလွင်နေပေါ့ရန်ပိုးကခွေးမနဲ့လွဲခဲ့ရတော့မီးတုံနဲ့ပေါင်းသင်းဆက်ဆန်နေအခုမီးတုံမှာကိုဝင်အရင်မှကြီးနဲ့နှုတ်ဝင်တွေကားနေပြီရန်ပိုးလည်းမီးတုံအတွက်ပါ ရှာဖွေရတော့စွန့်ပြစ်အစားစာနဲ့မလောက်ငါတော့နောက်ဖေးတကားပွင့်နေမိဖို့ကြောင့်နဲ့ခိုးဝင်ပြီးအုတ်ခတ်တွေလှန်လို့စားတယ် မီးတို့အတွက်လည်းယူသွားတယ်။ကြာလာတော့လမ်းထဲကအိမ်တွေဟာရန်ဘိုခိုးဆတာတိကျပြီးမီးဘိုတကခြံတကားတွေလုံးကျောင်းမဲ့ကာယံကြတယ်။ဥထွေဆန်းလဲအိမ်နဲ့အိမ်ကြားကခွေတိုပေါက်တွေပိတ်ရဆို့ရတယ်။ပေါက်တူပေါက်ပြားရင်လည်းအလုံးရှုံနေတဲ့ဥထွေဆန်းရဲ့အရှိကိုအိမ်နီးချင်းဒေါ်နွေးခင်ရောက်လာတယ်။သူတို့ကချင်းချင်းကက်လျက်ဖြစ်တယ်လို့ဆွေမျိုးချင်းလည်းတော်ကြတယ် ဟေးငါနှမဟေးခြံလုံးမှစိတ်အေးမယ်ဟေးခွေးတခိုးအပြင်လူတခိုးတွေကလည်းတောင်းကျက်နေကွာရက်ွက်ထဲမှာအခိုးခံရတဲ့အိမ်အဖောက်ခံရတဲ့အိမ်တွေများနေပြီနော်တတိထားကြဟင်းဟုတ်ပါငါကိုရဲ့လူတွေလည်းအလုတ်ကင်ကလည်းရှားပါစားဝတ်နေရရလည်းခက်ခဲတော့လွယ်လွယ်ရတာပဲခိုးယူနေကြတယ်ခိုးနေရလေလှေကားရင်မှချွတ်ထားတဲ့ဖက်နှက်တွေအလုံးကိုမာသွားတယ်လေ အေးလေပစိုးလှမ်းထားလိုက်ရုပ်သွားတာပဲအိမ်ရှိကပန်းဟိုတော်မာသွားပါတယ်ဆိုလမ်းထဲမှာခွေးတွေ၄ငါ၆កောင်ရှိရလဲအလကားပါပဲငါ့ကိုရဲ့ဟောခွေးတွေရှိလဲတကောင်နဲ့တကောင်ကြိုက်ကြမိတ်လိုက်ကြနဲ့စူညံနေတာပဲကောင်းကောင်းတော့မအိပ်ရပါဘူးတခိုးလိုက်ခွေးတွေကဟောင်ဖို့နေနေတသာခေါင်းထောင်တော့မကြည့်ဒါဖြစ်လဲငါ့ကိုရဲ့ဘာဖြစ်လို့ခွေးလေ ခွေးလွန်းကိုလက်ခံထားမှလဲ မိတို့ဆိုတဲ့ခွေးမကကိုဝင်ကြည့်နဲ့ဘင်းနဲ့ခွေးတွေပေါက်ဖွားလာမယ်လည်းမသိခွေးတစီစီနဲ့ရှုပ်ပါတယ်အေးဒိုးတွေတွေခွေးတန်းစီရင်နဲ့မီလောက်ကြရအောင်အထက်ကိုတင်ပြမယ်အစည်းဝေးခေါ်တင်ပြရင်သက်ဆိုင်ရာလူကြီးတွေကလက်ခံမှာပါတဦးနှစ်ဦးကဆက်လိုက်တဲ့စကားကတလဲလုံးကိုပြက်နှံသွားတယ်ဒီအတော်တွင်လျှက်စင်ပြီးပုံမှန်မလားပဲမကြာခဏပြက်လိုက်လာလိုက်မှုတခိုးတွေတအခွင့်ကောင်းနေရနေတယ် လွယ်လွယ်ယူလို့ရတဲ့ပစ္စည်းတွေဒါမှကလမ်းဘေးမှာရပ်ထားတဲ့ကားတချို့လည်းပစ္စည်းဖြုတ်ခိုးခံနေရပြီ။ဒါကြောင့်ရက်ရွာအေဂျင်တာယာရဲ့အစည်းအဝေးမှာတင်ပြပြီးခွေးလေခွေးလေများရှင်းလင်းရင်ကိုယ်အိမ်ကိုကားကို ကိုယ်တိုင်စောင့်ရှောက်ရတဲ့အစီအစဉ်တွေချမှတ်ကြတယ်။เออเอငါတို့ရှာဖွေစူဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေကိုငါတို့ကိုယ်တိုင်စောက်ရှောက်ရမယ်ငါတို့အားလုံးနိုးကြရမယ်ငါတို့အားလုံးဆွေးဆွေးညှို့ညွတ်ရမယ် မောင်ဝိုင်းကဒီလမ်းလေးကိုခောက်တော့ခောက်ပြန်လျှောက်ကစနီးနာနေတယ်။လမ်းထိပ်မှာခွေးကြီးနှစ်ကောင်နဲ့ခွေးလေးသုံးကောင်ရှိတယ်။ကားအောက်ပိုင်းမှာခွေးကြီးသုံးကောင်နဲ့ဈီးနဲ့ခွေးမတစ်ကောင်ရှိတယ်။ဒီခွေးတွေကအိတ်တယ်လို့သိမရှိကြဘူး။လမ်းလျှောက်လိုက်ကားတွေအောက်ဝင်းလိုက်အစာရှာလိုက်တစ်ကောင်နဲ့တစ်ကောင်ပြေးရန်လိုက်တန်းကစားလိုက်နဲ့အငြင်းဦးမနေကြဘူး။ဒါပေမဲ့အစားအစာမလုံလောက်ဝမ်းမွားတော့အစာတွင်ထိုးအပ်တာပဲ မောင်ဝိုင်းကသူ့တို့အတွက်ထညက်ခဲတွေဝယ်ထားတယ်။လွေထဲကိုထည့်တယ်။အိတ်ထဲမှာဝဲဥလဲပလယာတန်ဖြက်ကကြီးတူလက်နှိတ်တမီစရဲဒစလာဒစာပလာတွေပါလို့နည်းနည်းလေး။ရှားသူတို့ကပူပြင်းအိုက်ဆက်ပေမဲ့အင်ဂျီနဲ့ထက်ဝေ့ရတယ်။အောင်မှာတီရှက်အနက်ခံပြီးအပေါ်ကအင်ဂျီလက်ရှိထပ်ဝက်တယ်ပစိုးအောင်မှာဒူးစစ်ဖုံးတဲ့ဘောင်းမီတူဝက်တယ် လိုအပ်တာယူဆောင်ပြင်ဆင်ပြီးတာနဲ့ပြစ်မှတ်ထားရမယ်လမ်းကိုတကိုယ်တည်းတတိဝရိယရှိရှိနဲ့သွားတယ်။လမ်းထက်ကိုချိုးကွေဝင်တော့လျှက်စင်မီကပြက်နေပြီ။ဘက်ထရီအိုးနဲ့ထွန်းနဲ့အိမ်တချို့ကလွဲပြီးအာလုံးမှောင်မဲနေတယ်။လမ်းထိတ်ကခွေးတုပ်ကရစ်တိရစ်တိလာလုံးလို့မောင်ဝင်းကထညက်ခဲတွေခြာကျွေးတယ်။ခွေးငါးကောင်ကထညက်ခဲမြုပ်ရင်လမ်းထိတ်မှနေခဲ့ကြလို့မောင်ဝိုင်းနဲ့လမ်းတက်ကိုအေးဆေးဆေးပဲဝင်လာတယ်။ လမ်းလေကဓာတ်တန်အောက်မှာသူပြစ်မှတ်ထားတဲ့တိုတာကောက်ကိုတွေ့တယ်။အချိန်ဆိုးတဲ့လို့တချို့အိမ်တွေကမအိတ်ကြသေးဘူး။စကားပြောတဲ့နေကိုကြားနေရတယ်။ဒါကြောင့်မောင်ဝိုင်းက ကားနဲ့မှလည်းမကတ်မှရှိတယ်။ခြုံနဲ့ရေမြောင်းဆံမှာဝင်ထိုင်လိုက်တယ်။ထညက်ခဲ၃လေးခဲကိုခြုံပြင်ဘက်မှာခြားထားတယ်။ခွေးအုပ်စုရောက်မလာပေမဲ့ခြင်တွေကအုံခဲနေတာပါပဲ။တဲနဲ့စုတ်ပတ်တယ်လို့ပဲ။ ဆိုးကိုခေါင်းမူခြုံထားမှနေလို့ထိုင်လို့ရတယ်။မောင်ဝိုင်းမှီးကနေအိပ်ပျော်သွားတယ်။လမ်းထိပ်ကစကားပြောတန်တဲ့လက်နှိပ်တမ်းပြီးအယောင်းကြောင့်ပဆိုးခြုံနေရနေချောင်းကြည့်တယ်။တူညီဝစ်စုံဝစ်ထားတဲ့လူလေးယောက်က"အိုးအိုးအိုး"နဲ့အတန်ပေးပြီးခွေးတွေကိုခေါ်တယ်။ခွေးကသူတို့ကိုကြောက်ပြီးအနားမကန်ရင်ပြေးလာလိုက်ခွာသွားလိုက်လုံနေတယ်။လူလေးယောက်ကအစိတ်ပါတဲ့အသားလုံးတွေကိုလမ်းဘေးမှာလိုက်ချတယ်။ ကြားဖို့လို့မိသားစုကအသားလုံးနမ်းကြည့်တယ်။နောက်ဆုတ်သွားကြတယ်။အကောင်လေးတွေကစားကျင်ပေမဲ့ကြားဖို့နဲ့ခွေးမက ခလေးတွေကိုခြေထောက်တွေကိုငုံခဲပြီးဆွဲထားတယ်။အစိမ့်လုံးပြစ်တဲ့အဖွဲကမောင်ဝိုင်းကြီးကိုရောက်လာပြီ။ဗဆက်ကလည်းတော့ဦးနဲ့ခွေးခေါ်တယ်။ရန်ဘိုတို့အဖွဲပြေးလာလို့မောင်ဝိုင်းကိုကြောပြီးရန်ဘိုဘက်ကိုအာရုံရောက်သွားတယ်။အဲ့ဒါကို အခွင့်ကောင်းယူပြီး မောင်ဝိုင်းဟာ သူပြစ်မှတ်ထားတဲ့တိုတာကားနီကိုပြစ်ကတ်တယ်။အိတ်ထဲကတစားပလာတွေထုတ်။နောက်ကြည့်မှတစ်ဖက်ကိုဖြုတ်တယ်။ရပြီနောက်တစ်ဖက်ဖြုတ်ဖို့ကားနောက်ကနေပတ်သွားတယ်။ရန်ဘိုလည်းဗိုက်စာလိုအသားလုံးစီကိုတိုးကန်သွားတယ်။စားမယ်လှုပ်ပြီးမှတုံတုံကြီးဖြစ်လာတယ်။ခန္ဓာကိုယ်တစ်ခုလုံးကနာမငင်းဖြစ်ပြီးဥကျင်အောင်စောင်းနေတယ်။အနည်းတစ်ခုကိုကြောက်ရွံ့တော့မယ်ဆိုတာသူသိတယ်။ အူကျင်စိတ်ကိုအောင့်ထားလို့လည်းမရဘူးဝူးထိတ်ကွက်တို့မှီးတူလို့လည်းတုံတုံကြီးပဲဖြစ်နေကြပြီနေမကဟိုပြေးလိုက်ဒီပြေးလိုက်မြေကြီးကိုရရက်လုံနေတယ်လမ်းထိတ်ကကြားဖို့လို့မိသားစုလည်းရောက်ရက်ခတ်လို့ပေါ့ခွေးတွေအလုံးဥလိုက်ကြတာဟိုဘက်လမ်းတွေကခွေးတွေလည်းစောက်တရမရဦးကြဟောင်းကြမြေကြီးတို့ရက်ထုတ်ကြထူးကြတဲ့အပြုတ်မှုကြောင့်အစိတ်လုံးချတဲ့အဖွဲတွေကော ကားပစ္စည်းဖြုတ်ခိုးတဲ့သူရောအိမ်ထဲမှာမအိပ်သေးတဲ့သူတွေကငိမ့်နေကြတယ်။မင်းနဲ့အနှင်းငယ်ကြမှာအဝေးကလိုလိုအနီးကလိုလိုအတန်ကြီးတွေကြားလို့ထိတ်လန့်ကုန်ကြတယ်။ဟိုးအတန်နဲ့ကြီးရဲ့နောက်မှာတိုက်တာအဆောက်အဦတွေလှုပ်ခါလာတယ်။ဖះဆင်ပေါ်ကပန်းဦးတွေပြုတ်ကြတယ်ငလင်လှုပ်တယ်ဟေးငလင်လှုပ်တယ်လူတွေအထိတ်တလန့်ဖြစ်ကြလမ်းပေါ်ပြေးဆင်းကြအော်ကြဟစ်ကြနဲ့ ိမ်တချို့ကမျက်နှာချက်တွေပြိုကျတယ်။ရေကန်းနဲ့အက်ကွဲလိုလမ်းပေါ်မှာရေစီးကြောင်တွေဖြစ်နေပြီ။လေးတဲ့တိုက်ကြီးကတောင်ရိပ်လိုက်မြောင်ရိပ်လိုက်။လှုပ်ခါနေတဲ့ဓာတ်တိုင်ကြီးကအောက်ခြေကျိုးပြီးဒိုတာကားပေါ်ဝုန်းဆိုပြိကျတယ်။ကားမှန်တခုမောင်းဝိုင်းလဲဓာတ်ကျိုးတွေချားမှညိနေပြီ။အဲ့ဒါငါကားငါကားပျက်စီးပါပြီ။ကားပိုင်ရှင်ကမျက်လုံးပြူမျက်စံပြူနဲ့အော်တယ်။ ခွေးတွေကြက်တွေမှတ်တွေကအလင်းဥဆုံးပြေးကြတယ်။လူတွေကတိုက်ရင်ပေါ်ကနေဝရုံးတုံးကပဲပြေးဆင်ကြတယ်။တချို့လည်းအိမ်တဲကရနိုင်တမျှအဆွဲထုတ်လာတယ်။ငါပစ္စည်းတွေကူတဲပေးကြပါ။အိုးမြေမြတ်မကြပါမပျက်စီးပါစေနဲ့ကွယ်။ဖြည်းဖြည်းလေးနဲ့ထိမ့်ချကြပါ။အတန်ပေါင်းဆောင်ကလမ်းပေါ်မှာပွက်လို့ရိုက်နေပြီ။အေးငါသားလေးကိုရှာကြပါအောင်။ ဟဲ့ငါလက်ဆွဲကိုတေချာကင်နာချမထားနဲ့နော်အထဲမှာလက်ဝတ်လက်စာတွေလည်းပါတယ်အိမ်ရောင်းဝယ်စာချုပ်တို့ဘန်းစောက်တွေလည်းပါတယ်ငါမေရလေးဖြတ်ထားတာအောင်မစင်းနိုင်ဘူးကဲကြပါအိုးကဲကြပါအောင်အစိတ်ချနေတဲ့လူတွေလည်းလက်ထဲကအထုပ်တွေလွှတ်ချလိုက်ကြတယ်အော်အင်္ဂရိအချိုးပဲတွေကသူတို့ကိုယ်ပေါ်တဖြုတ်ဖြုတ်ကြလာတယ် ဟေးငါတတ်တော့အသိမခံနိုင်ဘူးဟေးခွေးတေဖို့အတွက်ဒိုးမတေဖို့အရေးကြီးတယ်တူညီဝစ်ဆောင်ဝေထားတဲ့လူလေးယောက်လည်းခြေကုံတုတ်ပြေးနေကြပြီရင်ထိုးနေတဲ့တိုက်တူကိုမော်ကြည့်ရင်ရင်ဘက်ကိုဖိဖျားတနေတဲ့ဦးလေးကြီးတယောက်ကငါတိုက်ကိုစောက်ထားတာတနစ်တောင်မရှိသေးဘူး တခိုမောင်ဝိုင်းဟာသူ့ကိုယ်ပေါ်ရှစ်ပတ်နေတဲ့မီးချိုးဖုံးချိုးတွေကိုဖေ့ချရတယ်။ပလယ်ယာဝဲဦးနဲ့တန်ဖြတ်ကက်ကြီးတွေကိုရသမျှလိုက်ဆမ်းပြီးအိတ်ထဲကိုတိမ့်ကြုံထဲတယ်။နောက်ကြည်မှန်တစ်ချက်ရှာလို့မရတော့ငါပစ္စည်းတွေကမကြံမို့လို့တဲ့ဒါရီရှင်ငါပိတာမိသားစုတွေကထမင်းမငတ်ဘူးလက်ဆွဲအိတ်တွေမနိုင်မနှင်းဆွဲချရတဲ့အပြုံမတယောက်ကလည်းလမ်းပေါ်ရောက်ပြီးမှမျက်ကလေးပြန်စားပြီးအော်နေတယ် ငါကြောင်လေးတွေဘမလဲသမီးရေရွှေဝါသမီးဖြူပြရေနီတတာ ဘမလဲမိ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 နေစီမချတဲ့အထက်ငလင်ကအလုံးပေါ်အုပ်ဆိုးလာနေပြီမဲ့ငါအဲ့အတွက်ပဲငါအပူချိနေတဲ့သူတွေရဲ့ငါငါငါဆိုတဲ့အတန်တွေကပတ်ဝန်းကျင်မှာတောတောညံလျက်ကိုယိုးကော အပိနာဆင်ပြခဲ့ကြတဲ့တဦးချင်းတယောက်ချင်းစီတာကိုဂျေစုအားကြီးအများကြီးပဲတင်ပါရနော်အားလုံးကိုရောစိတ်ပါ ကျမ်းမာချမ်းသာဤချမ်းပျော်ရွှင်ပြီးဘေးရန်အနေအပေါင်းတွေကလည်းကင်းဝေးကြပါစေနော်